မရေးမီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလံကတော့တပူပေါ်နှစ်ပူဆင့်လိုမြည်ကြတဲ့သတိသံဝေကာရှားပွေရာဖြည့်ရမှန်ဇလံကောင်းလေးကို တင်ဆက်ပေးမှာ ဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။အာခြောက်ကလည်းနားလိုက်တာ။ဟေးဘာလုပ်လဲ။ဘာလာလောက်တာလဲ။ မမေကြီးကအတန်ကြားရပဲဖြစ်တဲ့ရေခမ်းငယ်ဘက်ကို၄တောင်ထိုးလက်နေတမီးနဲ့ထိုးကြည့်ရင်မီးရအောင်မှာကြောက်စိမ့်ဆိုသူကထိုးနေထိုးနေနဲ့ထွက်သွားရင် အချိန်မှာညနေ၁၂နာရီခန့်ဖြစ်တဲ့ကြေးရွာအုပ်ချုပ်ရေးမိုးနဲ့ရေစကန်းကိုတားရောက်တရင်ပြီးတိုင်ကြားရန်မသင့်တော်တဲ့အချိန်ခါဖြစ်တဲ့ဒါကြောင့်နနမိုးတော့လင်းရောက်ချိန်မှာရေခမ်းငယ်ကိုသွားကြည့်ရင် ရေကန်ကေကိုကြီးတဲ့အခါမှာ90သားတပိတ်တာကန်ရှိတဲ့ငကြင်းများခြေမလမ်းမကန်ရှိတဲ့ပစံတုပ်ကြီးများသေးနေပြီးရေပေါ်မှာဘောလုံးပေါ်နေတာကိုတွေ့ရှိရင်ဒါကြောင့်မြို့ဟောင်းရေစခန်းကိုတောင်းရောက်မှုဖွင့်တိုင်ကြရဲစခန်းမှုကအမှုစစ်ဝါရင်ဒူရဲအုပ်ကျော်စင်လင်းကိုတာဝန်ပေးရဲဒူရဲအုပ်ကျော်စင်လင်းကနေတိန်တကြက်ကြီးဆိုင်လာမြင့် ဓပုံစရာတက်ကျက်ထွန်းထွန်းတို့နဲ့အတူအခင်ဖြစ်ပွားတဲ့ရေချောင်းကြီးရွာရှိဦးစိန်စင်းရဲ့ခြံကြီးတွင်းကိုသွားရောက်ခဲ့တယ်။ငားသည့်ပစုံသည်များကိုဓပုံရိုက်တဲ့ရေကန်ရဲ့ဆက်ရှိခြေရာများကိုဓပုံရိုက်ကိုတဲ့ကြံရဲခဲတဲ့ဖနက်တစ်ဖက်ကိုသိမ်းစီရင်အခင်းပြေရေကန်နေရာရဲ့မြေပုံချမ်းရေးစဲရင်မျက်မြင်သက်သေဖြစ်တဲ့မတ်မေကြီးနဲ့မတ်ရှေကြီးမတ်သိမ့်ခီတို့သုံးဦးကိုရေစကန်းကိုခေါ်ယူပြီးစစ်ချက်ယူရင် မင်းညကကျမတို့ညီမတွေကိုရီးယားစကားကြီးနေပါရဲ့ဆရာအတန်ကြားရဘက် ရေကန်ငယ်ကိုဓမီတို့ကြည့်လိုက်တော့ကြောင်စင်းကိုရေကန်ဆက်မှတွေးပါရဲ့ဆရာမမေရေကန်ထဲကိုအစိတ်စိတ်လာထဲရဲ့လူဟာကြောင်စင်းလိုဘလို့လုပ်ပြီးတော့ပြောနိုင်တာလဲဟုတ်ကဲ့ပါဆရာကိုရွာသူ ကိုရွာသားတွေပဲညင်နာနဲ့သူပဲဆိုတာဓမီအောင်မှအသေးချာသိပါရဲ့ဆရာရဲ့အဲ့ဒီချင်းကသူဘိုင်းကြီးကိုဝှထားတယ် ဟုတ်ကဲ့ပါဆရာ အပေါ်အင်ကြီးစွကြဲချိုင်းပြန်ဘောင်းမီရှင်ရောင်တို့ဝတ်ထားပါရဲ့ဆရာတခြားလူရောမဖြစ်နိုင်ဘူးလားတခြားလူမဟုတ်ပါဘူးဆရာသူမှသူစစ်ပါဒူရဲအုပ်ကျော်စင်းင်းကတချိန်နဲ့မျက်မြင်သတိဖြစ်တဲ့မတ်ရွှေကြီးမတ်သိန်ကြီးတို့ကိုတခြားသည်စစ်သေးတော်လဲထတ်ဆူချက်မှာတတိယရဲသားဖြစ်တဲ့ရဲလုံငန်းရဲ့အဓိကကြားရဲ့ပလတ်စတစ်စီးပုကွန်နှလုံးနဲ့ငါးသိချိုပစွန်သိချိုတို့ကိုတင်စေပြီး ဓာရုဗီရာဌာနကိုပြီးပို့စီစီရင်ကျောင်းစင်းကိုလည်းစီစီရင်ကျောင်းစင်းမှာခြေတော့တန်းစူးထားမှုကြောင့်အိမ်မှာရှိနေရင်ရေကန်ဆက်မှာဖဏတ်တပတ်နဲ့ရွာထိပ်မှာတွေ့ရတဲ့ဖဏတ်တို့ကိုကျောင်းစင်းဖဏတ်ဟုတ်မဟုတ်မေးမြန်းနေကျောင်းစင်းကလည်းညင်းဆူရင်ကျောင်းစင်းကိုရှင်ထဲမှာခြေနှစ်ဖက်ကိုညင်းခိုင်းပြီးဓပုံရိုက်ကူးရင်သိပ္ပံဌာနကိုပြီးပို့စီစီခဲ့ရာကြောင်စင်းရဲ့ခြေရာဖြစ်ကြောင်းလိုပေါ်ပေါက်တဲ့ ဖနက်ပေါ်ရှင်ပေးနေတဲ့ခြေဝေးနဲ့သူ့ခြေဝေးမှာလည်းတတူညီချောင်းလိုပေါ်လွင်နေစကံမိုးထန်းကိုရဲဆောင်ရွက်ချက်များတင်ပြရဲစကံမိုးကပြင်းမှုပုံမှသုံးနှစ်ရှိရာကြောင်စင်းကိုဖန်စီချုံနာပြီးစစ်ဆေးချက်ရယူကြရဲဒီမှာကြောင်စင်းခမားကခမားမဟုတ်ဘူးလို့ညင်းနေတယ်မျက်မြင်တသက်တည်းရဲ့တသက်ကံထောက်ထားရရာခမားပြုလို့ကြောင်ခိုင်မာပေါ်နေတယ်တော်ပြီခမားထောင်တွဲဆိုတော့အတွေ့အကြုံရှိပြီးသားပဲ ရာဇွေဘေးဆိုတာပြေးမလွတ်နိုင်ပါဘူး။ဟုတ်ကဲ့ပါဆရာကျွန်တော်အမှန်တိုင်းပြောပါမယ်။ဦးကျော်စင်းရဲ့ခြံထဲကတောက်ရည်ကန်းကိုလူအုပ်စုနဲ့ဝင်ရောက်ချန်ခတ်တုံးဟာခမရပါဒလား။ဟုတ်ကဲ့ပါပါတယ်ဆရာ။ဘာရွေချင်းနဲ့ပါဝင်ခဲ့ရလဲ။ဝင်းနှောင်းရလို့ပါခဲ့ရပါဆရာ။ဒီငါးကန်တွေကိုအစိတ်ထဲခိုင်းတာဘယ်သူတွေထဲခိုင်းတာလဲ။ကိုယ့်အကူလောက်တာလား။ မဟုတ်ပါမို့ဆရာအမှုတဲကတရားခန်းနေရဝင်းငါတောင်ပေးပြီးလှုပ်ခိုင်းလို့ကျွန်တော်လှုပ်ခဲ့တာပါဆရာအဲ့ဒီအချိန်ကဘသူပါသေးလဲဘသူမှမပါပါမို့ဆရာကျွန်တော်တယောက်ထဲပါအေးဗျာအဲ့လိုအမှန်တိုင်းပြောတော့အမှုမမြန်တင်လို့ရတာပေါ့ကျွန်တော်တို့တအားသမျှလဲကိုညီပါမယ်ခမမိသားစုနဲ့လဲလွတ်လွတ်လပ်လပ်တွေ့နိုင်ပါပြီဗျာဆရာကျွန်တော်ရီစာသူစာဖြိုးနဲ့တွေ့ချင်တယ်ဆရာ ကျွန်တော်အင်္ဂါလည်းမသိအောင်သူမိဘမောင်ဖားတွေလည်းမသိအောင်လို့အကြောင်းကြားပေးပါစရာကိုညီပြရစေဆိုတဲ့အတိုင်းပေါ့ဗျာကျွန်တော်အကြောင်းကြားပေးပါမယ်လာတာမလာတာတော့သူကိစ္စပေါ့ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဒူရဲဥကျော်စိန်လင်းကအမှုဒီဆောင်မှုလုပ်ငန်းများပြီးပြည့်စုံပြီဖြစ်လို့ဥပဒေကျုံးကိုဥပဒေအကြံပြုချက်တောင်းခံရယူရန်စီစဉ်နေစကမ်းမူကြီးချင်းကျမကိုကျော်စိန်နဲ့တွေ့ချင်လို့ပါ ဆရာတွန်းတို့ဆရာကျော်စိန်လင်းထံကိုအပ်ပေးလိုက်ပါမတ်သူစာဆိုဆိုရလားဟုတ်ကဲ့ပါဆရာကျမကိုကျော်စိန်နဲ့တွေ့ကျင်လို့ပါရပါတယ်ညမလားဒီခန်းထဲမှာခဏဆောင်ပါဆရာဦးဆိုင်လာနဲ့သီးသန့်ခန်းမှာကျော်စိန်နဲ့လွတ်လွတ်လပ်လပ်စကားပြောပါစေအမှုစစ်သီးသန့်ခန်းမှာအတန်ဖက်ဆက်လှုပ်ဝက်တက်ဆင်ထားပြီးကျော်စိန်နဲ့သူစာဆိုတို့ကိုလွတ်လပ်စွာတွေ့ခွင့်ပေးတယ်အချစ် တွေ့ရတာဝမ်းသာပါတယ်ကွာမင်းနဲ့ကိုနဲ့မတွေ့ရတလားတောင်ရှိသွားပြီကျောင်းစင်းကသူစာဆွေးရဲ့ပါပြင်းတစ်ဖက်ကိုသူ့ရဲ့နှကောင်းနဲ့တနာမီရှူတယ်။အိုဖေပါလွတ်ပါဟိုပါကြည့်နေကြရဲ့ရှက်စရာကြီးရပါတယ်ကွာဒီရဲစကန်းကဝန်ထမ်းတွေကသဘောလေးကောင်းနေကဲဘာပြောချင်လဲပြောပါအချိန်သိကြလို့မကောင်းဘူးဒီလိုချစ်ရမင်းကိုဘေးထားတဲ့ပစ္စည်းတွေကတမျိုးကိုထူလိုက်သိန်းတရာလောက်တန်းနေ အဆင်ပြေလို့သာရှောင်းလိုက်ပါပြီးတော့ဥပဒေရရှိပုံးမှာ၃နှစ်ရှေ့စာ၄နှစ်ကိုပြောင်းပေးဖို့ ਨੇ တရားသူကြီးတို့ဘာလို့ကောအဆင်ပြေအောင်ဘာညာတရကလုပ်ပေးဖို့ချစ်ရဒီလိုဆိုရင်ကျမရဲ့စိတ်နှက်ကိုဖျော်လိုက်မယ်ဒီပစ္စည်းကိုကျမနောက်ထပ်မဝေချဲတော့ဘူးမင်္ဂလာဆောင်ကိုဝတ်သားမိပါတယ်မင်းကတော်စုကတော်တွေကဝိုင်းကြည့်ကြတယ်တော့ဒါကတော့မင်းကြီးလို့ပေါ့ကွာဝေဖြစ်ဖို့ကအဓိကပဲကွာဒါဆိုသူစားမနဲ့ပြတ်မှာရှေးဘုံသာလန်းက ကာလကတာစိန်တိုက်ကိုသွားချောင်းပြီးအကိုပြောရတဲ့အတိုင်းလုပ်ပေးမယ်။ကြောင်စင်းကသူစာဆုကိုအသေးစိတ်စီစဉ်မှကြားရင်အနမ်းပဲများအားရပါရပေးပြီးနှုတ်ဆက်ပြန်လှတဲ့။ဒူရဲအုပ်ကျော်စိန်လင်းကအတန်ပန်စီဒီခွေကိုချပြီးစကံမှုတန့်ကို ဖွင့်ပြညီနိုင်မှုခံယူရင်နောက်နေ့မှာပပဲတန်းရေစကန်းမှာချိတ်ဆက်အကူကြီးတောင်းတဲ့ကာလကတာစင်တိုင်းနဲ့ပဝင်းကျင်မှာကင်းမုံဝေတဲ့ ဒူစာဆိုးကဝေကောင်းစာလာများပြန်စာဝေးဆင်ပြီးရှေဘုံသာလန့်စီကာလာကတာစိန်တိုင်ကြီးကိုဝင်သွားရင်စိန်နကက်ကိုထုတ်ပြရင်ညမရဲ့ပစ္စည်းကအတော်ကောင်းပါတယ်သိန်းတရာထက်မှရှိတယ်ဒါပေမဲ့အန်တီတို့မဝင်နိုင်ဘူးတခြားမှာသွားရမှာဈေးကောင်းရမှာပါဟုတ်ကဲ့ကျေးဇူးပါအန်တီဒူစာဆိုးကစိန်တိုင်မှာပြန်ထွက်လာပြီးတခြားဆိုင်တွေမှာရောင်းဖို့ထွက်လာရင် ညီမဘာရောက်မှလဲဈေးကောင်းပြီးတဲ့ဆိုင်ရှိတယ်လာပါကျွန်တော်လိုက်ပြပေးပါမယ်သူစာဆိုးကရွှေကြိုခေါ်တဲ့ပွဲစားခေါ်ရနာကိုလိုက်သွားတယ်ကင်းမဝိနေတဲ့ရေတက်ဖွင့်ဝင်းတို့လေတက်ကြမကွာလိုက်ပြီးဆောင်းကြည့်တယ်ဆရာဒီပစ္စည်းရောင်းမယ်တယ်ဆရာစိန်တကဝယ်မဲ့ဆိုင်ရှင်ကမှန်ဘလူးအကြီးအသေးနဲ့အပြန်လန်းစစ်စေးတယ်ဘလောက်နဲ့ရောင်းမှလဲညီမကျမသိန်းတရာနေရောင်းချင်ပါရဲ့ရှင် mm ပစ္စည်းရကောင်းပါတယ်ဒါပေမဲ့အချိန်ကြာကြီးထားပြီးကြောင်းအောင်မှာဆိုတော့30ပဲပေးနိုင်မယ်85သိန်းတော့ပေးပါလားရှင် ကျမတို့လည်းငွေလိုနေလို့သာကြောင်းရတာမပေးနိုင်ပါဘူးဗျာ30ပဲရမယ်စန္ဒရှိရင်လည်းကြောင်းမရှိရင်လည်းမကြောင်းနဲ့ပေါ့ဗျာဒီလိုဆိုပြန်တော့လေရားတဲ့ဈေးနဲ့ပဲရောင်းအောင်မှာပေါ့ဘယ်တတ်နိုင်မှမလဲ ရောင်းသူသူစားဆိုဝဲသူဘာဘူးကြီးနဲ့ပွဲစားသုံးဦးတို့ရောင်းဖို့ငွေချေသိန်း80ကိုရည်တည်တဲ့ပပေးတန်းရေစကန်မှာဒူရဲအိုကျော်စောဟင်းမြို့မရေစကန်မှာနေသိန်းတကြက်ကြီးဆိုင်းလာမြင့်တို့ကရုတ်တရက်စီးနေလိုက်တဲ့ကျွန်တော်တို့တာဝန်ရဆောင်ရွက်တာကိုနားလေပေးပါဗျာဒါကျမပစ္စည်းကျမရောင်းတာရှင်တို့ရဲရင်ဘာမှမဆိုင်ဘူးဆိုင်မဆိုင်တော့စကန်မှာရှင်းမှာ ဆိုင်ချင်လဲဆိုင်တယ်လို့မဆိုင်ရင်လဲမဆိုင်တယ်လို့ပေါ့ရှင်းလိုက်တော့သိမှာပေါ့ဗျာတကြက်ကြီးဆိုင်လာမြင်ဒူရဲအိုကျော်စန်းလင်းတို့ကစိန်နဂက်ဒီယန်ရောင်းဝင်ငွေသိန်း80ကိုတက်တည်ရာယူပြီးလူကြီးများရှေ့မှာသိမ်းစီတယ်။ရောင်းသူသူစာဆိုးနဲ့ဝဲသူဘာဘူးကြီးတို့ကိုစီကြောရေးလှုပ်တယ်။ကဲဘာဘူးကြီးဒီစိန်နဂက်ကိုမတ်သူစာဆိုးစီဟာဝဲမဝဲပြောပါ။ ဝဲပါရဲဆရာပွဲစားထွန်းထွန်းခေါ်လာလို့စစ်စေးကြည့်ပြီးသိန်း80နဲ့ဝဲခဲ့ပါရဲဆရာဘာဘူးကြီးအပိုင်းကတော့ရိုးချင်ပါတယ်နောက်လိုအရင်ကျွန်တော်တို့ခေါ်ပါမယ်ကိုကြီးပါဘာဘူးကြီးပြန်နိုင်ပါပြီတက်ချက်ကြီးဆိုင်းလာမြင်းကအဓိကကြားစုမတုဇာစုကိုစစ်စေးရင်မတုဇာစုရဲ့မိဘတွေကဘာအလုပ်ကိုလုပ်ကင်ကြပါသလဲမတုဇာကြပန်းစစလိုပေါ့ဆရာရဲ့ပြိုးနှုတ်ကောက်ဆိုင် စပားရည်စပားနေတဲ့အလုပ်ကိုလောရပါရဲ့ဆရာ မတ်သူစာရောဘာလုပ်လို့တလဲဟုတ်ကဲ့ဆရာအစာပိုင်းမှာမိဘတွေလိုပါပဲကြာပန်းလုပ်ကိုလုပ်ပါတယ်နောက်ပိုင်းမှာတော့ကာရာအိုကေမှာတချင်းဆိုပါတယ်ဆရာရီးသားတွေဘာတွေရော ရှိလားဆရာရေ DJ ရောင်းမှာတော့အမီပေါ့ရမယ်ဆယ်လိုလိုပေါ့ရီးသားတော့ရှိပါတယ်ဒီစိန်နကက်ကရောဘဲကရလာတာလေဟုတ်ကဲ့ကျမမိဘတွေစီကရပါတယ်ဆရာသူတို့ရောင်းခိုင်းလို့သွားရောက်လာပါဆရာ မတူစားဆိုတာလိမ့်နေတာပဲဗျ။ကြာပန်းအလုံးလုံးပြီးတော့စင်းစင်းရဲရဲလှုပ်ရှားနေမိပါရီမှာတိန်းတရာဂျော်ဒန်နဲ့စိတ်နှက်ကကဘလို့လှုပ်ပြီးဝဲနိုင်ပါလဲ။တကူလက်ကံပစ္စည်းပဲဖြစ်မှာပေါ့။မိပါရီကိုဆွဲမထည့်ပါနဲ့။အကုန်လုံးတရားခံဖြစ်ကုန်ပဲဗျ။ဟုတ်ကဲ့ကျမစဉ်းစားပါအောင်မယ်ဆရာ။ကောင်းပါပြီ။ကျွန်တော်တို့လည်းနားလိုက်အောင်မယ်။အကျောကန်းကိုတကြိမ်တကားမှမရောက်ဘူးတဲ့သူစားဆိုးကစားလို့မဝင်အေးလို့လည်းမပြောစိတ်တီချောက်ချားတယ်။ကြံရမရဖြစ်တဲ့ မိမိနဲ့မိဘတွေပါတရားခံတော့ပြတ်မခံနိုင်။ဒါကြောင့်အမှန်ကိုအမှန်တိုင်းပြောရင်ဆုံးချက်တယ်။ကဲမသူစားဆိုစဉ်းစားနေပြီလားဗျ။ဟုတ်ကဲ့ပါဆရာ။ကျမအမှန်တိုင်းပြောပါမယ်။မှန်တဲ့မှာဒါလေးတော့နားထောင်ကြည့်ပါဦး။တကြက်ကြီးဆိုင်လာမြင်းကကြောက်စိမ့်နဲ့သူစားဆိုးတို့တွေးဆောင်ပေးခြင်းကဘန်းယူထားတဲ့စကားပြောစံစီတီခွေကိုဖွင့်ပြရတယ်။ ဟုတ်ပါရဲ့ဆရာကိုကြောင့်စိမ့်နဲ့သူစာဆိုးတို့ကသမီးစားတွေပါလွန်ခဲ့တဲ့6လလောက်ကသူ့အလုပ်တစ်ခုဖြစ်တယ်ဆိုပြီးကျမကို စိမ့်ငတ်တည်းရန်ဗရန်များလက်ဆော့ငတ်တည်းပေးထားပါရဲ့ဆရာအဲ့ဒီသုံးမျိုးတက်ကစိမ့်ငတ်ကိုကြောင်းပြီးသူ့ရဲ့အမှုကိစ္စအတွက်ငွေသုံးလို့ရောင်းခိုင်းလို့ကျမသွားရောက်လာပါဆရာကျန်းတဲ့ဗရန်များလက်ဆော့နဲ့ငတ်တည်းရောဘယ်မှာဝတ်ထားသလဲဟုတ်ကဲ့ကျမရင်မှာရှိပါရဲ့ဆရာ အဲ့ဒီပစ္စည်းတွေကိုတက်သေးခံပစ္စည်းဖြစ်သိမ်းဆည်းရမယ်မတူစားဆရာတို့သဘောပါကျမအိမ်မှာဝတ်ထားတဲ့နေရာမှာယူပြီးတော့အပ်ပါမယ်ဆရာ ကျမအထူးတောင်းပန်ကျမရဲ့ဆရာပစ္စည်းသွားသိမ်းတဲ့ချိန်မှာ ကျမကိုလက်ထိတ်မခတ်ပါနဲ့ဆရာကျမထွက်မပြေးပါဘူးတကြက်ကြီးဆိုင်လာမြင်ရဲမေဝင်းမင်းတွန်တသားဝင်းနိုင်တို့ကရဲချောင်းရွာရှိ သူစားစုတို့နေရင်ကိုသွားရောက်ခဲ့တယ်အင်းရဲ့ခေါင်းနိုင်အောက်ခြေမှာမြောက်သားရဲ့တံဘူးကိုဖော်ယူတယ် ရရက်ကလူကြီးများရှေ့မှာဗြဟ္မဏငကတ်ဒီယံလက်စွပ်တကွင်းတို့ကိုသိမ်းစီတယ်။မတုဇာစုထံမှာသိမ်းစီရမိတဲ့စိန်ငကတ်ဒီယံဗြဟ္မဏလက်စွပ်ငကတ်ဒီယံတို့နဲ့ပတ်သက်တဲ့နောက်ဆက်တွဲမှုကိုဆက်လက်စစ်ဆေးပြန်တယ်။ကဲကိုကြောင့်စိန်တဘူပေါ်နှစ်ပူစိန်ဖြစ်နေပြီဗျ။မတုဇာနဲ့ပတ်သက်တဲ့ပစ္စည်းတွေကခမရအထားတဲ့ပစ္စည်းတွေလို့ပြောတယ်။ခမရသဘောထားဘလို့လဲ။ဟုတ်ပါရဲ့ဆရာ။သူဇာနဲ့ဘာမှမပတ်သက်ပါဘူး။ ယုံကြည်စိတ်ချရတဲ့ရည်စားဖြစ်လို့ကျွန်တော်အထားလာပါဒီပစ္စည်းတွေတက်ကျွန်တော်ရှင်းပေးပါမယ်ဆရာသူစားကိုတော့လှုပ်ပေးပါကိုကြောင့်စိန်ဒီပစ္စည်းတွေကိုဘယ်ကနေရတယ်ဘလို့ရတယ်ဆိုတာပြောပြပါဦးဟုတ်ကဲ့ပါဆရာကျွန်တော်ရန်ကင်းမြို့နယ်ကြောက်ကုန်းအင်ကြီးတိန်မှာကျွေးပြားခင်ပါကီခင်စီးတုပ်တဲ့လုပ်ကုန်အလုသမားဖြစ်တဲ့လောက်ကင်ပါတယ်ပန်းရှင်တွေလက်မှာတောဝိဇာချန်ဒရိုက်ပါကိုခေါ်ပြီးပြင်ဖို့တော့နောက်ဖေးဘက်အဝင်တော်တွေကို သုံးဖွင့်တန်းချောင်းလေးနဲ့လေးကျင့်ပြီးတော့ဖွင့်ပိတ်လုခိုင်းနေမင်းကတော်ကြီးနဲ့သမီးတွေရှုပ်ပွင့်ထက်နေတော့အိမ်မှာမူးယစ်စီဝါသုံးနေတဲ့သူတို့သားဂျင်မီကကြံရစ်တယ်ဂျင်မီကကျွန်တော်မူးယစ်စီနဲ့ထောင်းကြဘူးတဲ့အကြောင်းကိုပြောတော့ကျွန်တော်ကမူးယစ်စီဝါဝယ်ခိုင်းတယ်ဝယ်ပေးရင်လေသူနဲ့ခင်မင်ခဲ့တယ်အဲ့ဒီပစ္စည်းတွေကိုဘယ်လိုယူခဲ့တယ်လဲပြောစမ်းမအောင်ဟုတ်ကဲ့ပါဆရာအဲ့ဒီနေ့ကမင်းကတော်ကြီးနဲ့သူသမီးတွေ စီဒိုနာဟိုတယ်မှာကျင်းပတဲ့မင်္ဂလာဆောင်ကိုသွားတယ်။အဲ့ဒီအချိန်မှာဂျင်မီကိုကျွန်တော်အဝိုင်းအောင်ဆင်းမြင်မိုးရေစိနှပြားကိုပေးလိုက်တယ်ကြာ။ဒီဆေးကိုခေါင်းခါဆေးလို့ခေါ်တယ်။ဒီဆေးကအတန့်ပြန်အကြနေတဲ့ဆေးပါကြာ။ဂျင်မီမူပြီးမူရင်နေချိန်မှာဘီယိုဒေကတစ်တငယ်ကိုယူခဲ့ပါတယ်ကြာ။ကျွန်တော်တဝက်တာယူပြီးကြံတဝက်ခန့်ကိုဂျင်မီနားမှာထားပါတယ်ကြာ။ဒီကိစ္စမှာကြံတဲ့လုံသမားတွေရောပါသေးလား။ ပါပါမှုဆရာကျွန်တော်တယောက်တည်းလှူရှားတာပါကျန်းတဲ့ပစ္စည်းတွေကြောင့်ခမရပါသည်သေးလေကျွန်တော်တို့အလုံသမားတွေပြန်သွားပြီးရင်တော့ဂျင်းမီးရဲ့တငယ်ချင်းတို့ရောက်လာကြောင်းဂျင်းမီးနဲ့အတူတစ်တာငယ်ကိုပါရှိပြီးထွက်ပြေးသွားကြောင်းလို့သိပါရဲ့ဆရာဒါပေမဲ့15ရက်ကြာမှဖမ်းမိကြောင်းလို့သိပြန်ပါရဲ့ဆရာစကံမို့မြို့နယ်မှုရီတန်နောက်ဆက်တွဲအမှုဘောဘောပုံကိုရှင်းလင်းတင်ပြတယ်ရန်ကင်းစကံမှာရှိနေတဲ့မှုနဲ့ဆက်ဆက်နေတာကြောင့် ရန်ကင်းရေစကန်နဲ့ပေါင်းဆက်ပြီးရန်ကင်းစကန်မှာဂျင်းဒီပြောင်းချင်းညိုကြီးတို့ရဲ့အမှုကိုင်ဒူရဲအုံမြင့်လွင်တန်းကိုလွှဲပြောင်းပေးရင်မြို့နယ်ဥပဒေရုံးမှာကိုကျောင်းစင်းရဲ့ရေကန်အတွင်းကိုအစိတ်ခဲ့သွင်းမှုနဲ့ပတ်သက်ပြီးပြည်မှုဆိုင်ရာဥပဒေဘုံမှာ၄နှစ်၉နှစ်တရားစဲဆိုတဲ့ကြောင်းဥပဒေကြံပြူးချက်ချပေးရင်ပြည်မှုဆိုင်ရာဥပဒေဘုံမှာ၄နှစ်၉ရဲ့ပြဋ္ဌာန်းချက်မှာ မည်သူမဆိုအဖိုးမြေများထိုက်တန်စေကောင်းမူစင်ကိုယ်တော်၎င်းကလအုပ်ကိုယ်တော်၎င်းလားကိုယ်တော်၎င်းကျဲကိုယ်တော်၎င်းနတ်သူကိုယ်တော်၎င်းနမကိုယ်တော်၎င်းနတ်ထီးကိုယ်တော်၎င်းငါးစေကျက်သားအောင်မနေတန်မိုးရှိတဲ့အကြာတလိမ့်ဆန်ကိုယ်တော်၎င်းတချင်းဖြစ်ဖြစ်စေအစိတ်ခတ်ခြင်းနဲ့ဖြစ်စေဒင်ဒင်ကပျက်စီးခြင်းနဲ့ဖြစ်စေအသုံးမွန်အောင်ပြူခြင်းနဲ့ဖြစ်စေအချိုးပျက်စီးအောင်ပြူလို့လျင် ထိုသူကိုငါးနှစ်တီထောင်နံတမျိုးမျိုးတော်၎င်းငွေတန်းတော်၎င်းဒန်းရည်လုံးတော်၎င်းခြားမရမိန်ဒူရဲဥကျော်စိန်လင်းကကိုကြောင်စိန်ပေါ်တရားဆွဲဆိုတင်ပို့ရန်ပြီးပြည့်စုံပြီဖြစ်လို့မျိုးဟောင်းတရားချုံတော်ကိုတရားဆဲဆိုတင်ပို့ရင်ရုံးတော်မှာပြင်းမှုကြီးမှုအမှန်ဒုံညဒုံညခွေမြင်းဆောင်2000စနစ်နဲ့တရားလိုတရားလိုပြတသိများစစ်ဆေးပြီးဆဲကျဲတင်နေတယ် ကိုကြောင်စင်းကပြင်းမှုကျူးလွန်ကြောင်တသက်ကံထောက်ထားများတသက်ထွက်ဆူချက်များရာအပြည့်ရှိကြောင်ပေါ်လင်းထင်းရှားလို့အလုံးနဲ့တောင်းတန်းသုံးနှစ်ချာမှခဲ့ရင်ဟောကင်းဇလန်လေးကအဆုံးထိနာဆင်းပြီးကြတဲ့ဘေးသင့်များလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဓမ္မရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပေးဖို့တောင်းဆိုပါရစေရှင်